ဲလည်းပဲအထက်မှာပိုင်ရှင်တွေ့နေတွေ့မယ်အတွေ့တဲ့ခါကျရင် DPC ကိုလာယူဖို့၃ဘိန်းနဲ့တပေါင်းခုံးပါတယ်နော်ခုံးတစ်လုံးပါတော်တန်တန်ထိဝါကဆိုတော့ဝဲကြီးကပုံတွေနဲ့ပတ်ကိုယူပြီးတော့လာယူနော်ကျမသိတာအဲ့ဒီအိတ်ထဲမှာပါတဲ့ပစ္စည်းအဲ့ဒါတွေပါတယ်လို့ပဲသိတာတချို့ကပြောတယ်မတ်ပုံတွေကိုရိုက်တင်ပေးလိုက်ပါလားဒီမတ်ပုံတွေကိုကျမရိုက်တင်ပြီးပေးလိုက်အဲ့မတ်ပုံတွေရဲ့နံပါတ်ကြီးကပေါ်သွားမှာလေ တွေ့တဲ့လူတွေလာယူမှာပေါ့မျိုးသားတဲ့လူတွေအားလုံးမမင်္ဂလာပါရွှေမွေး YouTube channel ရိုင်းကြိုးစိုးလိုက်ပါတယ်မို့ဒီနဲ့တက်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ DNDG ကဗီဒီယိုလေးရှိဘာဖြစ်တာလဲဆိုတော့ DNDG ကကားပေါ်ကပြစ်ကျလာတဲ့အထုပ်ထုပ်ကိုကောက်ရမိထားတယ်ပေါ့နော်ဒီအထုပ်ထဲမှာဆိုလို့ရှိရင်လည်းတံမိုးကြီးပစ္စည်းတွေလည်းပါတယ်ပေါ့နော်ပါရှင်အစ်စ်ကိုပြန်ပြီးမဆိုပြီးတော့ DNDG ကတော့ line ပေါ်မှာဆက်ပြလာတာပဲဖြစ်ပါတယ်အရန်လည်းလေးစားစရာကောင်းနေရှိအခုကြည့်နေတဲ့အမျိုးကြီးတဲ့မှာလည်းဒီပစ္စည်းပြောက်သွားတဲ့သူပါမလားဆိုတာဘုန်းနဲ့သူအဆုံးထိလက်ပါကြည့်ရှုပေးဖို့ဖိတ်ကပါရှိဒါဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော် ကျွန်မပြောပြထုတ်ချင်ရ3မိနစ်ပဲရတာညံ့ညံ့ပြောမယ်ဒီထုတ်မနေ့ကညကျွန်မတို့မဲခနေသွားတယ်မဲခနေကည7နာရီဝယ်ပြန်လာတယ်ပြန်လာတော့အခါကျတော့ကျွန်မတို့အရှိရလိုက်ထွက်ကအဲ့ထုတ်ကြီးပြုတ်ကြခဲ့တယ်ပြန်ကြခဲ့တော့အခါကျတော့အနောက်ကလည်းကားမရှိဘူးเนาะအဲ့တော့ဘာမှမရှိဘူးကျွန်မတို့ပဲရှိတယ်ကျွန်မတို့အဲ့ထုတ်ကိုကောက်တယ်ကောက်ပြီးတော့အဲ့လိုက်ထွက်ကကိုလိုက်ပေးတယ်မမီတော့ဘူးเนาะအဲ့တော့ ပြတဲ့ရည်ရွယ်ချက်ကအများနဲ့အတူတူတက်တည်နဲ့အတူတူကြီးမယ်နော်။ဘာပါလဲကြီးမယ်ပြီးရင် share လိုက်လို့စီးရင်ပိုင်ရှင်တိမယ်မ share လည်းပဲအဲ့ဒီမှာပိုင်ရှင်တွေ့နေတွေ့မယ်။အတွေ့တဲ့ခါကျရင် DPC ကိုလာယူဖို့ကျွန်မလိပ်စာကတော့အအောက်ထဲမှာကြီးရှိတယ်နော်။အဲ့တော့အတူတူဖွင့်မယ်စောစောနောက်တော့လက်ကြည့်လိုက်သေးတယ်ဝစားတွေပါနေတယ်နော်။အဲ့တော့ကြီးမယ်။ဒါလည်းဆိုတော့ဒီကောင်းရှိရယ်နော်။ဒီမျိုးသမီးကပေါက်စရာရှိရင်ကျွန်မတယောက်ပဲဘုံဆိုပေါက်ပွဲပေါ့နော်။ ก็ใส่เป็นฉีโอ้โหปลา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 แล้มันดีจะคุน่ารักอุ้ยสาดีไปลูกชิ้นปลาเล้มันดีเนาะก็ใส่ไป အမျိုးသမီးပဲနေမယ်နော်ပျောက်သွားတဲ့သူကအဆန်ရေမွေးပြီလေအမမပါကလေးပါကလေးအကောင်ချပြတာနော်မပုံပြီအဆန်ကြီးနေ ်တိနိတောတိငါတောခွန်ရှိကိုဆေစတိစနေစတုတလီစနာစတဆုမစစ်အစင်းနိ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 တောနိနိငါနှစ်ချောင်းနှစ်ချောင်းနှစ်ချောင်းနှစ်ရှိငါကို30 30နဲ့ပြေ3သိန်းနဲ့တပါးနော်3သိန်းနဲ့တပါးဒီမပုံလေးနေကနာမည်ကိုပြောမယ်တော်တန်တန်ထေးတဲ့နော်တော်တန်တန်ထေးဝါကဆိုတော့ဝဲကြီးကနော် ဝဲကြီးရမှတ်ပုံတဲ့နံပါတ်ကိုတော့ကျမမပြောတော့ဘူး။ဒါဖြစ်လို့လဲဆိုတော့မှတ်ပုံတဲ့နံပါတ်ကိုပြောပြနိုင်တဲ့သူကသူ့ရဲ့ပိုင်ရှင်ဖြစ်။မှတ်ပုံတဲ့နံပါတ်ကိုယူပြီးတော့လာယူနော်ဟုတ်ပြီ။ဖုန်းနော်ဖုန်းပြမယ်။အစုတ်တာမြန်နေနော်။ဖုန်းကိုလည်းပြင်ပြပေးမယ်ဖုန်းပါတယ်။နော်။ဖုန်းပါတယ်နော်။ဖုန်းတစ်လုံးပါတယ်နော်။ဟုတ်ပြီနော်။အဲ့တော့ပိုင်ရှင်ကျမကိုဆက်သွယ်လာပါလို့ကျေးဇူးတင်ပါတယ်ရှင်။ဘောကောက်လိုက်တာနော်။ကျမပြောပြမယ်။ ိုနေ့ကမနေ့ကတင်လာတာလေဒီအိတ်အိတ်ပျောက်တာကိုကျမတို့ရတာတဲ့ကိစ္စ post တင်လာတာလေအဲ့ဒီတမကောမန့်နေမှာအများကြီးပဲကျမပြောပြမယ်ကျမကလိုချင်ရင်နော်ယူထားလိုက်မှာပဲဒါကြီးကိုအကြောင်းမရှိအကြောင်းရှာပြီးတော့လဲမတင်ပါဘူးနော်ဒါကသူတကယ်ကြံခဲ့လို့သိစေချင်လို့တင်လိုက်တဲ့အရာဖြစ်တဲ့အတွက်ပေါ့နော်။ကျမကို comment ထဲမှာတချို့တွေကလည်းရေးထားတာအကောင်းမွန်တော့တချို့တွေကလည်းမကောင်းတာတွေပဲရေးထားတယ်တချို့ကဘာပြောလဲဆိုတော့ ဝိစားရီကအဲ့လိုထိုးချိတ်ထဲတာလားမှတ်ပုံတင်ကဟိုဗာလဲဗာမျိုးနယ်ဗာမျိုးနယ်ပေါ့ကွယ်အဲအဲ့လိုမျိုးဗာလဲဝဲကြီးဆိုလို့ရှိလို့ရှိရင်ပေါ့နော်ဗာဗာလဲနေပေါင်းဖြူထဲမှာလားဗာလဲအဲ့ဒါအဲ့ဒါမျိုးတွေပေါ့နော်ရေးတာကျမဘာမှမသိဘူးကျမသိတာအဲ့ဒီအိတ်ထဲမှာပါတဲ့ပစ္စည်းအဲ့ဒါတွေပါတယ်လို့ပဲသိတာတချို့ကပြောတယ်မှတ်ပုံတင်ကိုရိုက်တင်ပေးလိုက်ပါလားမှတ်ပုံတင်ကိုကျမရိုက်တင်ပေးအောင်အဲ့ဒီမှတ်ပုံတင်ကအတုလားလဲမသိအစ်စ်လားလဲမသိအဲ့ထဲမှာပါလာတာ တူတွေလည်းများတယ်တချို့တွေရောက်ပြီးတယ်မလားနယ်ဝေးတွေခရီးဝေးတွေသွားတဲ့ကကြတချို့ကမပုံနေအတူတွေနဲ့သွားကြတာတွေရှိတယ်ကျမမသိဘူးပါမဒီမပုံတွေကိုကျမရိုက်တင်ပြီးပေးလိုက်အမပုံတွေရဲ့နံပါတ်ကြီးကပေါ်သွားမှာလေတွေ့တဲ့လူတွေလာယူမှာပေါ့မယိုးသားတဲ့လူတွေကျမဘယ်လိုလုပ်ရိုက်တင်ပေးလို့ရမှာလဲမပုံတွေကပါတဲ့ဟာကြီးကိုပဲကျမရေးဖတ်ပြလို့ရမှာလေဓာကြီးကိုရိုက်ပြလို့ရတာမှမဟုတ်တာအဲ့တော့ကျမကလည်းသူများပစ္စည်းမို့လို့ပစ္စည်းဆိုတဲ့အကြောင်းကိုကျမကပြောတာလေ ကျွန်မပြောလိုက်ကြတာတချို့တွေကလည်းပြောနေကြတယ်တချို့တွေကလည်းဘာတွေမှန်းကိုမသိဘူးပစ္စည်းပိုင်ရှင်တွေ့အောင်ညံ့ညံ့ပဲကျွန်မတင်ချင်းတာညံ့ညံ့ပဲလာယူလိုက်နော်မယူရင်လည်းပဲအိုက်တိုင်းပဲထားမှာနော်အဝတ်တွေစွဲရင်စွဲရင်ရင်အဝတ်တွေကရေဆုံးနေတာဟိလာအဲ့တော့သူကသူပဲချိန်မှလာယူအိုက်ပစ္စည်းကအိုက်တိုင်းပဲနော်ကျမဒီနေရာမှာရှိနေသေးွေးဒီမျိုးနယ်မှာကျမရှိနေသေးွေးဒီနေရာမှာဒီအိမ်မှာဒီနေရာမှာကျမရှိနေသေးွေး အဲ့ဒီပစ္စည်းပါရှင်အချိန်မေးလာယူပါလို့နော်။နော်ဘာနဲ့နေနေညီမရွေးပြီးအတိုင်းထားမှာအဲ့ပစ္စည်းလည်းမသုံးဘူးအတိုင်းပဲ။နော်ညီမအဲ့လောက်ကြီးဒီပြောမနေဆိုမနေကြနဲ့လို့ညီမကစေတနာရင်းခံနဲ့တင်ပေးတာပဲရှိတာသူ့ထဲမှာပါတဲ့ဖြစ်စည်းကိုပြတာနော်ညီမကိုပြောမနေနဲ့ဟိုမျိုးနဲ့လားဒီမျိုးနဲ့လားဟိုကရိုက်တင်ပါလားဒီကရိုက်တင်ပါလားဘလို့ပြောပေးလိုက်ပါလားကားနံပါတ်မမှတ်မိလားအလောသုံးစားကြီးမိုးချုပ်ကြီးပုတ်စုပြုတ်ကြအောင်မအထုတ်ပြုတ်ကြပြီးတော့ကောက်တော့ဟိုကသွားပြီ ကိုမမကောက်ရဲကောက်ရဲနဲ့ကောက်ရတာလက်ပြဘုံကြီးဆိုလဲသိရုံမယ်။နော်ကျမကိုပြောကြတာဝေဖန်ကြတာတိုက်တလို့တာပြောတော့ပြောချင်တာတော့အဲ့ဒီအထုပ်ပါရှင်မလားမချင်းဆွေးဆွေးရင်းရင်းအိုက်ပစံနေလဲတိုက်တာဖြစ်ဘာမှမကောက်ဘူးအိုက်တိုင်းနဲ့အချိန်မီဝေးလာယူလို့ဒီ NDG ကတော်တော်လေးနဲ့စိတ်ထားကောင်းနေရှိကောက်ရတဲ့အထုပ်ထဲမှာတံမိုးတိပစ္စည်းတွေပါနေတာတောင်မှ မယူထားဘဲနဲ့ပိုင်ရှင်အစ်စ်ကိုပြတ်ပေးမယ်ဆိုပြီးတော့ပြပြလာတာအရန်လည်းလေးစားစရာကောင်းပါတယ်ပြတ်သွားတဲ့သူဆိုရင်လည်းတော်တော်လေးလက်ပူပင်တော့ကရောက်နေလောက်မှရှိဒီမျိုးလေးကတော့ line ပေါ်မှာနာမည်ကြီးနေတဲ့ចောင်းဆရာမလေးရဲ့ video ပဲဖြစ်ပါတယ်မိုးတက်ဆက်ကြည့်လိုက်ရအောင်ရှိပါပထမဆုံးတာဝန်ဆားကြတဲ့ရွာမှာလေအငုံနဲ့ထီးဆောင်ပြီးတော့အင်တာတက်ခဲ့ရတဲ့အကြောင်းပြောပြမယ်ကျမကတာဝန်ဆကြတော့မြို့နယ်ကျော်ကိုကြတာကျမအိမ်ရနေဆိုလို့ရှိရင်မနေ့6နိုင်ကားစီးသွားရင်ဟိုညနေ9နိုင်လောက်မှရောက်တယ်တနေ့ကုန်ကားစီးရတယ်ပေါ့ကွအဲ့တော့မဖြစ်မနေအဲ့ဒီရွာမှာသွားနေရတယ် နေရတော့လေအဆရောက်တရအဆင်မပြေဘူးကွယ်ကျမတို့ကြုံမဲ့သူလည်းမရှိဘူးအဲ့လိုမျိုးဝန်ထမ်းဆောင်ကလည်းမိုးမလုံလေးမလုံဘလို့မှအဆင်မပြေတာဒါမဲ့လေတီးခံမဲ့ပေါ့ကွယ်ဟိုဒီမှာနှစ်နှစ်လောက်တကွာခံပြင်ပြီးရောဆိုပြီးတော့နေတာပေါ့အဲ့ဝန်ထမ်းဆောင်မိုးမလုံတာကနည်းနည်းအဆင်ပြေသေးတယ်ဘယ်မှာကျမကပြဿနာသွားတက်လဲဆိုတော့အိမ်နာမှာပြဿနာသွားတက်တာ ။နောက်ခါကျတော့အင်နာအဆင်ပြေသေးတယ်။အင်နာရှေ့မှာသဒါထိုးပေးထားတာကိုသဒါကလည်းကောင်းတယ်။အင်နာအမိုးကလည်းကောင်းသေးတယ်။နောက်ပိုင်းနည်းနည်းလေးမိုးလဲဝင်လဲလာလဲလာတော့အဲ့သဒါကလည်းကြိုးသွားတယ်။အဲပြီးသွားလို့ရှိရင်အင်နာအမိုးကလည်းလန်သွားတော့အဲ့ချိန်မှာအဆောင်မှာနေတာကဆီယမ3ယောက်ထဲအာ3ယောက်ထဲဆိုတော့ကျမတို့မှာအောက်ကိုဆီယမ်ယောက်ျားသားမရှိဘူးမရှိတော့ပြောတော့ပြောတယ်အောက်ကိုလိုရမယ်ထင်တဲ့လူတွေကိုပြောပေးမယ်ဘယ်သူမှလုံမပေးဘူးပေါ့ကွယ်ကဲလုံမပေးတော့လဲထားလိုက်ပေါ့ ကိုကတာကိုဓမ္မပဲလေတာပေါ်လေးနေဝဲပြီးတော့ပြင်းတန်ကျိုးနဲ့တောင်ချင်မြောက်ချီချီပြီးတော့အမိုးလုတ်လိုက်သေးတယ်။ဒါပေမဲ့လုတ်လိုက်လုတ်ထားမှရှိတော့တယောက်မှလက်ကြောမတင်တော့အဆင်မပြေဘူးပေါ့ကနည်းနည်းလေတိုက်တာနဲ့လန်ရောအဲ့နဲ့ပဲလက်လျှော့လိုက်ကြတာ။မနေ့ဖက်အဲ့ဒီမိုးရွာတဲ့အချိန်ဆိုလို့ရှိရင်ကျမအစော်ကြီးနိုးတယ်။နိုးပြီးတော့အိမ်သာသွားတက်တဲ့အချိန်ရှိတယ်။ကျန်တဲ့အမတွေကအဲ့လောက်ဒုက္ခမခံရဘူး။သူတို့ကမိုးဆဲတဲ့အချိန်တော့မှနိုးတာ။မိုးရွာပြီဆိုကျမကနိုးပြီးအိမ်သာသွားချင်းပြီ။အဲ့တော့လေထိတဲ့ချောင်းနဲ့လေသွားရတယ်ပေါ့ကွဲဟိုမလင်းတလင်းပေါ့အဲ့ဒီအချိန်မှာ။ တစ်ဖက်ကလည်းမိကိုကင်ထားရသေးတယ်ကွ။သွားတဲ့လမ်းကိုပြုတ်ရမယ်။နောက်ဖက်ရေစင်ကနေသွားတယ်ကွ။ရေစင်ကဆွေးနေတယ်။ဆွေးနေတော့ခြေတံပြင်းပြင်းမလျှောက်ရဘူးမြင်းမြန်းမလျှောက်ရဘူးသတိနဲ့ထားပြီးတော့တိုင်းွက်နေလျှောက်ရတယ်။တိုင်းွက်နေတဲ့ကိစ္စကအဲ့ဒါနဲ့မပြီးသေးဘူး။တရားကတဝဲကျိုးနေတော့တရားပေါ်တက်သွားလို့မရတော့အောက်ကနေဆင်းသွားရတယ်။အောက်မှာမြက်တွေရှိတယ်။အဲ့ဒီကနေလည်းအိမ်ရန်ကျွတ်တွေတာ။ကျမကျွတ်ဆိုတေအောင်ကြောက်တာလေ။တေအောင်ကြောက်တာဆိုတော့လေအိမ်မှာလည်းကျွတ်တွေမှာဆိုတော့တောင်နေမြောင်နေတဲ့တစ်ခါတိုင်းွက်ထက်နေရသေးတယ်။ ဲ့လိုဆိုလို့မပြီးသေးဘူးပဲအိမ်နာရှေ့ရောက်တယ်အိမ်နာပေါ်ချီရောက်ယူတက်ရတယ်မထင်နဲ့အိမ်နာမြင့်နေအိမ်နာရှေ့မှာချပေးသွားတဲ့ခုံလေးကနိမ့်နိမ့်လေးရဲ့အိမ်နာပေါ်ကာယာကြီးတက်ရတာအဲ့လိုမျိုးထီကိုအိမ်နာရဲ့အရင်ထက်ပြီးသွားလို့ရှိရင်လေအိမ်နာရဲ့ဟိုဘက်တကားပေါင်ဒီဘက်တကားပေါင်ဆွဲဆွဲပြီးတော့တက်ရတာဒါတော့ကိုကလေပေါင်နေရှည်လို့တော်သေးရဲ့အတူတူကြတဲ့အမတွေလည်းရှည်လို့ အဲ့လိုမဟုတ်ဘဲနဲ့ပူတဲ့တယောက်သာပါလို့ရှိရင်လေအဲ့တယောက်သွားတယ်ကျမတို့ကနောက်ကနေတယောက်ကလိုက်ပြီးခြိတင်ရမယ်အနေထားမှာရှိတယ်အဲ့လိုလေကျမမှလေအင်သာပေါ်ရောက်ပြီးဆိုရင်ထီးကင်ပြီးတော့ဟိုးတာငါသာဆီမမလို့ရင်ဒီဒုက္ခတွေမခံရဘူးဆိုပြီးတော့ကျမမှလေမိဘကိုပဲအပြစ်တင်ခြင်းတလို့လို့ကိုကိုကိုပဲအပြစ်တင်ခြင်းတလို့လို့မိဘကိုလည်းအပြစ်တင်လို့မရဘူးလေသူတို့မှပညာတက်ဖြစ်စေခြင်းလို့ဆီမဝိဆုံလေးနဲ့မြင်ခြင်းလွှမ်းကြည့်လို့ပညာသင်ပေးထားတိုင်းနေရမဟုတ်ဘူး ကိုကလည်းဒါကိုရွေးချယ်ထားတယ်လမ်းမဟုတ်တော့ကိုကိုလည်းအပြစ်တင်လို့မရအဲ့တော့ဘယ်သူမှအပြစ်တင်လို့မရတဲ့ဆိုငိုယုံမဲ့တက်နိုင်တော့တဲ့ဘဝတွေအဲ့လိုမျိုးဖြတ်တန်းခဲ့ရတာလွယ်တယ်မထင်နဲ့ဆင်မလုပ်ရလေကတော့ဒီလက်ပါပဲရှင့်ပစ္စည်းကောက်ရထားတဲ့ဒီ NDG ကတော့တော်တော်လေးလက်စိတ်ထားမုံမြတ်တယ်ပေါ့နော် သူကောက်ရလာတဲ့ပစ္စည်းကိုမသိမ်းထားဘဲနဲ့ပိုင်ရှင်အစ်စ်ကိုပြန်ပေးမယ်ဆိုပြီးတော့ပြောပြလာတာအရင်လဲလေးစားဖို့ကောင်းပါတယ်ပြောက်သွားတဲ့သူဆိုလို့ရှိရင်လည်းဒီပတ်စံတွေရောဖုံးတွေရောပြီးမှတ်ပုံတွေမှာပါတယ်ပေါ့နော်ဒါဒီကတကယ်ကိုမှအရေးကြီးတဲ့တံမှုကြီးပစ္စည်းတွေပဲဖြစ်ပါတယ်မှတ်ပုံတွေတခုလုပ်ဖို့ဆိုတာလုံးဝခက်ခဲတယ်ပေါ့နော်အခုဆိုလို့ရှိရင်တော့တော့ခါတွေရောက်နေလောက်မယ်ပေါ့နော်ပစ္စည်းပြောက်သွားတဲ့သူနဲ့ဒီပစ္စည်းကောက်ရထားတဲ့သူအများဆုံးချိတ်ဆက်နိုင်ပြီးတော့အဲပစ္စည်းတွေပြန်ရပါစေလို့ဆုတောင်းလိုက်ပါရရှင်ဒီဗီဒီယိုလေးလည်းမြန်မြန်လေးလိုက်ရှယ်လေးလုပ်သွားပေးဖို့တောင်းဆိုပါတယ် ဒါမှလည်းပိုင်ရှင်အစ်စ်မန်ပေါ်ပြီးတော့ဒီပစ္စည်းပြန်ရမှာပေါ့ရှင့်ဒီကြောင်းဆရာမလေးဆိုလို့ရှိရင်လည်းသူကအခြားနယ်မှာတာဝန်ကြတာအခုဆိုလို့ရှိရင်တော့ဒီတော့ကရရောက်နေတာပေါ့နော်အရင်လက်တနာဆရာကောင်းပါလေကြောင်းဆရာမကြီးရဲ့ဘဝကမလွယ်ကူဘူးပေါ့နော်